ါကျွန်တော်တို့မော်တော်ရောက်နေတာတရင်ကိုစစ်သွေးကြွားတွေရဲ့အလောင်းတွေအဲ့မှာချွန်းနှင်းမြစ်ရှိတယ်မင်းတို့ရဲ့အလောင်းတွေချွန်းနှင်းမြစ်တော့မျောပါအလောင်းတလောင်းမျောမယ်အုပ်စုလိုက်မျောမယ်စင်ကိုရနော်မင်းတို့ရဲ့အလောင်းတွေချွန်းနှင်းမြစ်တွေကိုမျောပါအိုးမှာချွန်းနှင်းမြစ်အေးမင်းတို့ရဲ့အလောင်းတွေအဲ့ဒီမှာပုံနေစေရမယ်မင်းတို့ရဲ့အလောင်းတွေတရားစာကျွေးမယ်တင်ကြီးစာကျွေးမယ်ပြီးရင်နောက်တစ်ခုကခွေးစာကျွေးမယ်ကွာကျော်စုကျော်စုကျွန်တော်တို့လိုင်းတဖို့ကိုစင်ကိုရနော်စင်ကိုရနော်ညာကပြောနေအောင်မယ်ပရင်းသမားတော့ နော်ကျွန်တော်တို့ online phone တွေကသူတို့အိမ်နားမှာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတရင်သမားပါပြီးသူရဲ့တရင်ပေးပို့မှုပါပြောနေအောင်ပါဒီဟာကတရင်သမားလား အားလုံးပဲမင်္ဂလာပါကျွန်တော်ရေးဖို့ရွတ်တယ်မှာဒီနေ့2025ငါးလပိုင်းစနေရနေ့မနက်ခင်းအစီအစဉ်ဖြစ်ပါတယ်ဒီမနက်ခင်းရဲ့ပထမဆုံးသတင်းကောင်းကတော့ပဲခူးတန်းစုကြည်မြို့နယ်ခမရ998တရင်ဌာနချုပ်ကိုတက်ခတ်သိမ့်ပတ်ရာတွင်စစ်သားအလွန်သုံးစေတွေ့ရှိရပြီးစစ်တုံးပန်း6ဦးနဲ့မင်းသားစုဝန်9ဦးဖမ်းမိကလင်းနေမြို့ဆောင်စစ်ဆက်3လက်နဲ့ဂျမ်ပါဆက်3လုံးနဲ့ KM များရရှိကြောင်း UG ကကွေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါဒါကတော့ UG ရဲ့ကကွေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကိုကျွန်တော်သိရှိရဖြစ်ပါတယ်ဒါကတော့ ဒီတပ်ဖွဲ့ကမေလာရှိရနဲ့ပဲခူးတန်းကဆိုကြီးမြော့နေညွန်ညွန်ချေထောက်ဂျေးဝါမှာရှိတဲ့အကျန်းဖက်စစ်ကောင်စီတောင်ပန်းတန်းစစ်ဌာနချုပ်လက်အောက်ခံဖြစ်တဲ့ခမရ998တရင်ဌာနချုပ်ကိုတက်ခတ်သိမ့်ပတ်နိုင်ခဲ့ကြောင်းသိရှိရပါတယ်အစိုးရတပ်ဖွဲ့တွင်စစ်ကောင်စီတပ်ဖွဲ့ဟာဒေါန်းစေဦးတွေ့ရှိရအလောင်းတောင်းစေဦးတွေ့ရှိရပြီးတော့စစ်တောင်ပန်း6ဦးဖမ်းမိတယ်မင်းသားစုဝင်က9ဦးထင်းထင်းရမိထားကြောင်းသိရှိရပါတယ်စစ်ကောင်စီတရင်မှုအပါဝန်အရာရှိများနဲ့တသား90ဦးခန့် စခန်းစွခွာထွက်ပြေးသွားခဲ့ကြောင်းသိရှိရပါတယ်။နောက်တစ်ခုသတင်းကတော့ KLL ရဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုအလင်းဝင်ကြဖို့ဖိတ်ခေါ်စာဖြစ်ပါတယ်။ကရင်ပြည်နယ်အာရှလမ်းမစစ်စင်ရေးတွင်အတင်းအဓမ္မခန်းစေခံထားရသော အောင်ရရစစ်ကြောင်းမှစစ်ကောင်စီတပ်သားများအနေဖြင့်လက်တဆော့စာဘူချုမူကြီးအဘူချုကြီးများ၏အကျိုးစီးပွားရေးကိုမကကွေပဲအလင်းဝင်ကြရန် KLL ကဖက်ခုံလိုက်ပါတယ်ဒါကတော့ ပြပြသာပြောမယ်ဆိုလို့ရှိရင်တော့ အာသူတို့မင်းတို့အလင်းဝင်ရင်အာအသက်ရှင်မယ်မင်းသားစုနဲ့တွဲခွင့်ရမယ်အလင်းမဝင်ရင်တော့အသက်သေးမယ်အများပြည်သူရဲ့တနာဆန္ဒမှုလုံးဝကိုမရနိုင်ပါဘူးဆိုတော့ဒီဟာကပြည့်ပြည့်စုံစုံကိုပြောရတဲ့အကြောင်းဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်အခုတလုံးမှာ KLN လေးရဲ့ တက်ခတ်မှုကစရေခုဆက်စင်မှုကတတိုလေးကိုကြီးမားနေပါတယ်။ထန်းထန်းနေဆက်မှာရှိတဲ့ထန်းမြမနေဆက်မှာရှိတဲ့စခန်းတွေကိုလည်းတစ်ခုပြီးတစ်ခုကိုသိမ့်ပတ်နေတဲ့ချိန်မှာအခုလိုမျိုးစစ်ကောင်စီတပ်ဖွဲ့တွေအောင်ရစစ်ကြောင်းကပေါ့နော်။အနေငယ်ပဲဂျန်တော့တဲ့အောင်ရစစ်ကြောင်းကိုအလင်းဝံကြဖို့ဖက်ခုံစာဖြစ်ပါတယ်။ဒါကတော့မင်းတို့အလင်းမဝံဘူးဆိုလို့ရှိရင်တော့အသက်တည်မဲ့အလင်းဝံမယ်ဆိုလို့ရှိရင်တော့မင်းတို့တွေအတွက်မင်းသားစုတွေနဲ့တွေ့ခွင့်ရမယ်အသက်ရှင်မယ်ဒါပဲဖြစ်ပါတယ်။ဆိုတော့နောက်တစ်ခုသတင်းကတော့ မန္တလေးတန်းမင်းချံခရံမင်းချံမြို့ပေါ်မှာရှိမြို့ပေါ်၌ပြည်သူများကိုအနိုင်ကျင့်စစ်စေးငွေတောင်းနေသောယင်ထင်းရေးများကိုမန်းခွေတက်ခတ်ခဲ့ရမှာရေတအူအပြင်းထန်တန်းရရှိခဲ့ကြောင်းအာမင်းချံဘလက်တက်က MBT တက်ဖွဲ့ကိုခေါင်းဆောင်ဘူမက်ခေကပြောဆိုပါတရားကအာဒီတဲ့ကမင်းချံကဗောနော်အာမင်းချံကဘလက်တက် တပ်ဖွဲ့ဘူမခိကတော့အခုတလုံးမှာသူရဲ့ဖွဲ့တွေကလည်းတခြားနေရာမှာတပ်ပူဝင်နေလို့ရှိတယ်လို့တခြားနေရာမှာအခုဆိုလို့ရှိရင်တော့စစ်ကောင်စီတပ်ဖွဲ့တွေမင်းတို့သူတို့တွေအာအခြေချတဲ့နေရာမှာလာနေတဲ့သူတွေကိုလည်းစိုးနေတာကိုလည်းကျွန်တော်တို့အမြဲတမ်းတွေ့နေရဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့ရုရှားပြန်ဖြစ်တဲ့အရန်ဖက်စခေါင်းဆောင်မြောင်းလန်ကတရုတ်သမ္မတချင်းချင်းဖြင့်ကိုတမရအကြီးဟုအာယူယူကျူးကျူးယူကျူးကျူးတော့နောင်ပြောဆိုထားသည့်ကိုကျွန်တော်တို့တွေ့မြင်ရပါတယ် ။ဒါပြင်ရခိုင်မှမြောက်နယ်အများစုကိုစစ်တပ်ကလွတ်လွတ်ထားရသော်လည်းတရုတ်မြန်မာဘင်္ဂလားဒေ့ရှ်စီးပွားရေးစတ်အာစင်ကြံဘောနအကြောင်းအကောင့်ထေကိုဖော်မေဟုပြောဆိုထားပါတယ်ဘလူတွေအကောင့်ထေဖော်မလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးတော့ဆုံးကြည့်အောင်မှာဖြစ်ပါတယ်ဒီဟာကဒီတဲမှာမင်းအွန်လိုင်းရဲ့အာတရုတ်ကရုရှားကနေပြန်လာတဲ့မင်းအွန်လိုင်းရဲ့ပြောစကားကိုလည်းနောက်မှာဗီဒီယိုဖိုင်နဲ့တကွာသူ့ဘသူ့ ဟုတ်ပါဘူးနော်အတယူကြီးကိုဘလူတွေမြော့ပြင်းမြော့ပြင်းပြောလို့ဗျဲမရာပြောလဲဆိုတာကိုလည်းကျွန်တော်တို့ပြင်ပြီးတော့နှတ်ထောင်ရမှာဖြစ်ပါတယ်နောက်တစ်ခုသတင်းကတော့မကွေးတန်းစလင်းမြော့နေနဲ့စင်ဖြူကျွမ်းမြော့နေအတွန်းစစ်ကြောထူးနေတဲ့အကြမ်းဖက်စစ်တပ်ကိုလက်လံတက်ခတ်ရမှာစစ်တပ်ဖက်မှထိခတ်သေးဆုံးမှုများပြားပြီးစစ်ကောင်စီတပ်သားများမျိုးနံထားခဲ့တဲ့စစ်သားအလုံး၃လုံးကိုတူးဖို့တွေ့ရှိခဲ့ကြောင်းစလင်းမြော့နေပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်ဒါကတော့ကျွန်တော်တို့တော်လိုင်းတဖို့တွေက က်လန့်ရှင်းလင်းတဲ့အချိန်မှာဒီလိုမျိုးအလောင်းတွေကိုတွေ့ရှိတာဖြစ်ပါတယ်အလောင်းတွေကတော့ပေါက်ပေါက်နေလို့အနာတောင်မကတ်နိုင်ဘူးအအန်နေကြလို့ရာတီဥတုကလည်းအယမ်းပူတယ်အဲ့ဒါကြောင့်အာတန်းမီမြုပ်ပြီးတော့ကောင်းမွန်စွာတကြူပေးခဲ့တယ်ဟုဇလင်းမြော့နေကပြည်သူကကိုရဲအဖွဲ့မှာတာဝန်ရှိသူတို့ကပြောဆိုထားတာဖြစ်ပါတယ်ဒါကတော့ဒွန်လိုက်တဲ့ဖို့ရဲ့စစ်ကောင်စီတပ်ဖွဲ့တွေကိုလက်လံတက်ခတ်မှုကြောင့်ကျွန်တော်တို့အာဒွန်လိုက်တဲ့ဖို့တွေက ပြန်ပြီးတော့မြို့ပေးရတဲ့အချိန်ဒီမျိုးထိရောက်နေတဲ့အကြောင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နောက်တစ်ခုသတင်းကတော့စကောင်စီရဲ့ရုံမှမှုကြောင့်စကန်တန်ဝက်လက်မြော့နဲ့ရွာတော်ကောင်းရွာကိုအကျန်းဖက်စစ်တပ်ကတပ်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်ဖြန့်ဘောင်းကျဲတက်ခတ်ခြင်းကြောင့်ပြည်သူတစ်စေဦးအစေဦးထက်မနေကိုတေဆောင်းခဲ့ကြောင်းကျွန်တော်တို့ဝက်လက်က information ကိုပေါ့နော် information နဲ့အာ no way ကပေါ့တာဝန်ခံ ်အကူနဂလေးကပြောဆိုတာဖြစ်ပါတယ်ဒါကတော့ဝက်လက်မြော့နဲ့အနှုတ်ချမ်းကယွာယောရိုကွန်ယွာထဲကိုစစ်တပ်ကတပ်ပွေဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ဘောင်းကျဲတက်ခတ်သွားတာပါဆိုတော့ကျွန်တော်တို့အာတိရတော့အာပီသူတွေဆေးဥထက်မနေသေးဆုံးတယ်လို့သိချရတယ်ဆိုပြီးတော့အာဒီ တော်ဝန်ခံကပြောဆိုထားတာဖြစ်ပါတယ်ဒီထဲမှာအာပြည်သူတွေထိကက်တဲ့ရန်ရရှိတာက၈ဦးရှိတယ်ပြင်းထန်တဲ့ရန်ရရှိသူတွေလည်းပါဝင်နေလို့သိရပါတယ်ဒါကတော့တတော်လေးကိုစစ်ကောင်စီရွတ်မှမှုကြောင့်ကျွန်တော်ပြည်သူတွေခံစားနေရတဲ့အကြောင်းတွေကိုတင်ဆက်ပြတာဖြစ်ပါတယ်ဆိုစစ်မကောင်းရပါဘူးအာဆိုတော့အခုတလုံးမှာဆိုလို့ရှိရင်ကျွန်တော်တိုလိုင်းတဖို့တွေကလည်းသတိပေးတာမျိုးလည်းရှိနေပါတယ်စစ်ကောင်စီကရှောင်းမေးမေးလာပြီဆိုလို့ရှိရင်တော့ဗယံမတာတွေကိုရန်တမ်းပြီးတော့လက်နေကြီးတွေအာလိန်နဲ့ဘောင်းလက်ကြီးနေတာတွေကျွန်တော်တို့ပြည်သူအစုအာစုဝဲနေရလူမြအာလူအများ ဆူဝဲတဲ့နေရာကိုလေဘောင်းကျင်းမှုတွေစစ်တပ်ကိုလော့ဆောင်လာနိုင်လာနိုင်တဲ့အခုလေအာမီရတန်ပဲစေဦးထက်မနေကိုတည်ဆုံးနေရတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့ အာမာကြားထားတယ်ဗောနော် အခုချိန်မှာကရောချင်းတွေတူပြီးတော့တူတူတူထားကြပါအခုချိန်မှာကျွန်တော်ဖက်ကမရောက်သေးဘူးဆိုပေမဲ့လည်းစစ်ကောင်စီကအကြမ်းကိုရှောင်းမေးမေးလာပြီဆိုလို့ရှိရင်သူတို့တပီသူတွေစူဝဲနေတဲ့နေရာကိုလည်းလိုက်ပြီးတော့ဘွန်ကျင်းနေတဲ့အတွက်ကြောင့်ဗောနော်အဆူဆူဝဲမနေကြဖို့ကိုပြန်ပြီးတော့ three page အနေနဲ့ပြန်ပြီးပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့အာစင်ကူးနဲ့တပိတ်ချင်းမှာရှိတဲ့ကြေးရုံအမြတ်ကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လိန်ဖြတ်ဘွန်ကျင်းမှုကလေးငယ်အပါဝန်အာပြည်သူ ကောင်းဦးအားပေးသူတည်ဆောင်းသူ6ဦးထိရှိလာတယ်လို့သိရှိရပါတယ်ဒါကတော့စင်ကူမြို့နယ်ကတပကျင်းတပကျင်းမှာရှိတဲ့စက်ကောင်စီရဲ့ရုံမှမို့ကြောင့်ပေါ့နော်နောက်တစ်ခုကတော့အာရှမ်းပြည်နယ်တောင်ပိုင်းကညောင်ဆွေမြို့နယ်အာဆွန့်ဆွေဆွန့်ဆွေဂျေးရွာတို့စစ်ကြောင်းထူစစ်ကြောင်းထူဝင်ရောက်လာမှုကြောင့်တက်ခတ်ခံရခဲ့တက်ခတ်ခံရတဲ့စစ်တပ်ဒရုန်း၄စီးကိုပြစ် ပြစ်ခတ်နိုင်ခဲ့ပြီးတော့စစ်တပ်က PLO ပူးပေါင်းအဖွဲ့ကပေသူနေအိမ်မြတ်ကို မင်းရှုဖျက်ဆီးခဲ့ကြောင်းအမတ် တထောင်6တရင်ဖေခေါင် PDF တက်ဖွဲ့မှာတက်ဖွဲ့ကထွက်ပြန်ထားပါဒါကတော့စက်ကောင်စီကတော့အသူတို့တွေထိခတ်လာပြီးအနစ်နာလာပြီးဆိုလို့ရှိရင်တော့သူတို့တွေကအာရှောင်းမေးမေးပြီးတော့အဲ့ဒီအနီးနားမှာရှိနေတဲ့ပြည်သူတွေအိုးအိမ်တွေကိုဘယ်လိုတွေဖျက်ဆီးမလဲပြည်သူတွေကိုဘယ်လိုတွေနှက်ဆက်မလဲဆိုတာကိုပဲတိုင်းပြီးတော့စဉ်းစားနေတဲ့သူတွေရည်ရွယ်ဖြစ်တဲ့တွေကြောင့်ပြည်သူတွေလက်ပွေဖြစ်လာပြီးဆိုလို့ရှိရင်သတိထားကြပါဆိုတာကိုပြင်ပြီးတော့ပြောပြချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့အာမင်းလာမြော့နယ်အာစမ်းပုံဂျေးဝါ စမ်းဖို့ဂျေးယောမှာရှိတဲ့စစ်ကောင်စီတပ်စခန်းအားရှင်းလင်းနိုင်ခဲ့ပြီးတော့မင်းလမြို့နယ်အတွင်းတော်လန်ရဲတပ်မြနယ်စစ်ကောင်စီတပ်တို့အကြဖြစ်ပွားခဲ့သည့်အာနလနေပါကြာ မင်းဒီတက်ပွေးမြတ်အတွက်မှာစစ်ကောင်စီတက်ဖက်မှာအနည်းဆုံး25အုပ်ခန့်ဒေဆောင်ကျောင်းတယဝတီခရမ်းအမှတ်3တရင်ကပေါ့နော်အာတရင်ထွက်ပြန်ထားပါဒါကတော့ကျွန်တော်တို့လိုင်းတဲ့ဖွဲ့စည်းကနေအာစစ်ကောင်စီတက်ဖွဲ့တွေရဲ့စခန်းတွေကိုရှင်းလင်းနိုင်တဲ့အကြောင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်နောက်တစ်ခုတရင်ကတော့ကရင်ပြည်နဲ့အမျိုးကရင်ပြည်ကရင်အမျိုးသားအစီအယောင် KNU တက်မဟာလင်းနေမီအတွက်မှာရှိတဲ့စစ်ကောင်စီတက်မြတ်အတွန်းတွန်းလန်တက်တက်ထုတ်နိုင်ရေးရည်ရွယ်သည့်တနင်္သာရီ တနည်းတရကံပင်ငွေငွေပုံငွေရှာဖွေမှုကို KNU တမဟာလေခေါင်းဆောင်ခေါင်းဆောင်မြတ်၏ခွန့်ပြုကူညီအခွင့်ပြုကူညီမှုဖြင့်စတင်လို့အစတင်ပြုလို့နေကြောင်းအကံပင်အောင်မြင်ရေးဆောင်ရွက်နေသူများကပြောဆိုပါဒါကတော့ကျွန်တော်တို့အခုချိန်မှာဆိုလို့ရှိရင်တော့ KIU တမဟာလေးနေမီမှာရှိတဲ့စစ်ကောင်စီတပ်များအတက်ထုတ်မိဟုတနင်းတာရီတနင်းတာရီကံပင်ဦးဆောင်သူများပြောဆိုပါတယ်ဒါကတော့ အာမကြခင်မှာကျွန်တော်တို့အဲ့ဒီသတင်းတာတွေဖြစ်မှာလဲတက်ပွေးကကြီးကြီးမားကြီးပွေးကြီးကြီးမားတွေဖြစ်ဖို့များတယ်ဘာလို့လဲဆိုလို့ရှိရင်တော်လိုင်းတဲ့ဖွဲ့တွေကကမ်ပိန်းတွေကိုစက်တက်လွန်နေပါပြီကမ်ပိန်းတွေလွန်နေတဲ့နေရာမှာကျွန်တော်တို့အာတကယ်ကိုစက်တက်အာသွဆွမ်းမှန်ပေါ့နော်လွန်နေတဲ့နေရာတွေကိုလည်းကူညီပေးကြပါအောင်ကျွန်တော်တို့လိုင်းတဲ့ဖွဲ့တွေကဒီပြည်သူတွေရဲ့ကူညီမှုကိုပဲအာကျွန်တော်တို့အားထားရတဲ့ဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ပြည်သူတွေကူညီမှု ရမှာကျွန်တော်တော်လိုင်းတဖို့တွေကလည်းစစ်ကောင်စီကိုနင်းနေနိုင်မှာစစ်ကောင်စီကိုတွန်းလန်နိုင်မှာစစ်ကောင်စီကိုဟာမောင်းထုတ်နိုင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ပြည်သူတွေချင်းချင်းကိုငင်ဖိမှပြီတော့စစ်ကောင်စီကိုတတ်ထုတ်ရမှာဖြစ်ပါတယ်ဆိုတာကိုအာသတင်းထုတ်အနေနဲ့ဒီနေ့အာမနေ့ခင်းရဲ့တင်ဆက်မှုကိုဒီလိုပါပဲဆိုတော့နောက်တစ်ခုကတော့ကျွန်တော်တို့ခုနကျွန်တော်ပြောတဲ့စစ်ကောင်စီကောင်းဆောင်စစ်ကောင်းဆောင်မင်းအောင်လန်းကအာရုရှားပြန်ပြီးတော့မှလိန်ကိုမှမရှင်းပဲနဲ့အာမြဝတီတို့တခြားပိုပူလာတယ်ဗောနော်အာဘလူးတွေအာ မြုပ်ပြမြုပ်ပြလုပ်ပြီးတော့ဘလူတွေပြောခန်းနေလေဆိုတော့ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်အဲ့ဒီနောက်မှာအဲ့ဒီမြေအွန်လိုင်းပြောဆိုထားတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဘုံမကျွန်မမင်းဘလူတွေဒဲဆိုထားလဲဆိုတော့ကိုလေကျွန်တော်နဲ့တူနားထောင်ကြည့်ရှုရမှာဖြစ်ပါတယ်ခုတလုံးမှာဆိုလို့ရှိရင်တော့ကျွန်မမင်းကတော့မြေအွန်လိုင်းတော့အဖွဲ့ကိုတက်ကူတွေကိုပဲမေးရန်စုံနေတာဆိုတော့နားထောင်ကြည့်အောင်ဘလူတွေဆိုအောင်မလဲပေါ့နော်တက်မတော့အင်အားရှိလို့ရှိရင်အဲတက်ကြီးကအင်အားရှိမယ်ဆိုတဲ့ဟာတော့ ပေါ်လင်းပါတယ်ဗျ။အင်းဟင်းပြည်သူအလုံးကိုလည်းနိုင်ငံချစ်စိတ်လူချစ်စိတ်တက်ဒီဒီရပူပြီးတော့မှရှိအောင်ဆောင်ရွက်ပြုဖို့လိုအပ်လိုအပ်ပါလိမ့်မယ်။ဒါမှမဟုတ်ချစ်ပိတာမင်းတို့လူသားပြည်သူအလုံးကလည်းမြန်မာနိုင်ငံရဲ့ပြည်သူတက်မှုအောင်ပြည်သူတက်မှုရှိအောင်ပေါ့။ဆောင်ရွက်နိုင်မယ်ဆိုတာလေဒါကျွန်တော်တွေးပါတယ်။မြန်မာနိုင်ငံရဲ့တရုတ်နိုင်ငံကတော့ဥစ္စာပေါ်ပြကျွန်တော်တို့ဆူမြပေါ်ဖို့အဲချီချီရင်းတဲ့နိုင်ငံကူဖြစ်ပါတယ် ်မြန်မာပြည်ရဲ့မြေဖက်နိုင်ငံတခုလည်းဖြစ်တယ်။ဟောခွဲခြားလူများတဲ့အင်ဒီဂျီနိုင်ငံတွေလည်းဖြစ်ပါတယ်။အင်းဟင်ကဲဆိုတော့သူအပါကတော့ဒီလိုပဲပြောနေမယ်လေ။အဲမှာမင်းအွန်လိုင်းကဒီလိုပြောနေမယ်လေ။ဂျုံမဲမဲလူတွေကလုံထားလဲကျွန်တော်ဘာမှပြောတော့ဘူးနော်။ကဲနားထောင်ကြည့်။တရုတ်အနေနဲ့ရွေးကောက်ပွဲကိုထောက်ခံသလားမင်းတော့ကျွန်တော်ပြောရဲထောက်ခံပါတယ်။ပြီးတော့မြန်မာနိုင်ငံရဲ့ငင်းချိုင်းလုပ်ငန်းစဉ်မှာတရုတ်ရဲ့ပေါ်ပတ်တမခန့်ခန့်ကကြီးပါသလားမင်းကြီးပါတယ်။ကြီးတာမှကြီးတာမှဘယ်လောက်ကြီးလဲမင်းသူ့အိမ်တကယ်တော့ကြီးတာ။ ျွန်တော်မြန်မာနိုင်ငံအရေးခင်ကသူ့အရေးခင်တကယ်သူကြီးတယ်။လောင်ပြောတာနော်ဒီကောနော်မြန်မာနိုင်ငံရဲ့နိုင်ငံရေးပြဿနာငြိမ်းချမ်းရေးပြဿနာဒီရှိသမျှပြဿနာအထွေထွေအရေးရကတရုတ်နိုင်ငံအတွက်ဘလောက်အရေးကြီးပါသလဲမင်းတရုတ်ကသူ့ရဲ့ပြဿနာတကယ်သူကိုအရေးကြီးတာအင်းအဲ့တော့ဘာပွင့်လဲပြောရရင်တော့ तू ကအဲ့တွေ तू ကိုယ်တိုင်ဝင်ပြီးဝင်ကိုရှင်းလာနောက်ဆုံး तू ကိုယ်တိုင်ကိုဝင်ပြီးရှင်းပေးရတယ်ပေါ့ဟုတ်တယ်ဝင်ခံပေးရတာဆိုတော့အော်လို့ကျွန်တော်တွေးလိုက်တယ်ဒီတရုတ်တွေကတခိုးတွေဓမြတွေဆိုတော့ပို့ပြီးပေါ်လာတာပေါ့ တခိုးဓမြတေယုတ်တွေပေါ့နော်တေယုတ်တွေကတခိုးဓမြစိတ်ရှိတာပိုတော့ပေါ်လွင်လာသလိုပဲတခိုးစိတ်ဓမြစိတ်ရှိတာပေါ်လွင်လာသလိုပဲနော်အဲ့တော့တေယုတ်ဆိုရအနေနဲ့တော့ကိုတေယုတ်တွေကတခိုးဓမြတေယုတ်တွေဆိုတော့ဟိုနာမည်ဆိုးမထွက်အောင်တေယုတ်ဆိုရအနေနဲ့တော့ထိန်းချောင်းပေါ့ဗျာကိုလူကိုထိန်းမထိန်းနိုင်ရင်လည်းတခိုးတေယုတ်ပဲတခိုးတေယုတ်ဓမြတေယုတ်တွေပဲကျွန်တော်တို့ကပြောရမှာပဲဘာလို့လဲဆိုတော့တခိုးတွေပဲတခိုးတွေကတေယုတ်ပဲတခိုးတွေကဓမြတွေဖြစ်နေတာအဲ့တော့ဟိုတော့ sorry ဟိုတေယုတ်တွေကတခိုးတွေဖြစ်နေတယ်တခိုးတေယုတ်တွေကဓမြတွေဖြစ်နေတယ်ဆိုတော့ကျွန်တော်တို့အခုလာရှုဖြစ်စဉ်ကမြင်နေရတာပဲ ဆိုတော့နေဆက်မှာနေဟိုတတ်ထုတွေသဘောအတွက်တရားစာတွေကိုတခိုးနီးသခိုးစိမ့်နဲ့ခိုးလို့မကောက်ဘူးအခုဘာပါလဲဆိုတော့ဓမြမတိုက်ကုန်လားဆိုတော့တေးုပ်တွေကတလောက်တော့ဟိုမရိုင်းရမ်းကားတဲ့ကောင်တွေဖြစ်နေတာလားဆိုတော့ကျွန်တော်မသိဘူးအဲ့ဒါတေးုပ်ဆိုးရကတော့ကိုယ့်လူကိုထိန်းချဖို့လိုကြီးနော်ကဲဆိုတော့ဒါကတော့မင်းအွန်လန်ကိုတော့ မြောင်းလန်ကတော့ဆွေမှုပို့ဖို့ပြောနေပေမဲ့လေသူလော်ဘီဖြစ်တဲ့ဂျောမင်းကတော့တကူတမြလုံးပြသသုံးဆွေနေဆိုတော့တရားကအချင်းချင်းမတက်ကြတာဘူးเนาะဘယ်လိုတွေကလုံးထားလဲဆိုတော့ကတော့သိတဲ့အတိုင်းပဲဂျောမင်းကတော့အမေရိကကိုစိုးနေတာဆိုတော့အခုအချိန်မှာဆိုလို့လာရှိုးမှာဆိုလို့ရှိရင်ခူးပေးတာကတရုတ်ပဲအဲတကူချင်းချင်းကပေါင်းပြီးတော့လောစားနေကြလုံးနေကြတာပေါင်းနေကြတာတကူချင်းချင်းမှာပေါင်းလို့ရเนาะဒီမှာလာရှိုးကိုလည်းခူးပေးတာဆိုတဲ့သဘောမျိုးလေးပြောချင်တာဖြစ်ပါတယ်အမှန်တော့ ဒီကခု လာရှုမှာစက်ကောင်စင်တရုတ်ကပေါင်းပြီးတော့အုပ်ချုပ်တဲ့နေရာမှာအာလာရှုမြို့မှာတရုတ်တွေကပစ္စည်းတွေပြည်သူတွေရဲ့ဗန်နက်တွေပေါ့နော်အကောင်လုံးကိုခိုးယူမှုတွေဓမြတက်မှုတွေအများကြီးလောက်ဆောင်နေလို့ကျွန်တော်ကြားသိရပါတယ်ဒီထဲမှာကျွန်မမိပြောသွားတာလည်းရှိပါတယ်ဒီကစက်အာစက်ကောင်စင်နဲ့တရုတ်ကဝန်ပြီးတော့အုပ်ချုပ်တဲ့ချိန်မှာတခိုးဓမြတဲ့ရန်ကိုပိုးလာပိုးလာပါတယ်လို့ကျွန်တော်ပြည်သူတွေစီကလည်းသိရှိရအကြောင်းကိုပြင်ပြီးတော့အာ ဒီပြောပြပေးတာဖြစ်ပါလေနောက်တစ်ခုကတော့ငပုတ်ကိုဘလူတွေအတဲဆုပ်ထားလဲဆိုတော့ကိုအကျန်းဖက်စစ်သားတယောက်ရဲ့ပြောဆိုချက်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြည့်အောင်ပါအချင်းချင်းမတိကြတော့ဘူးငပုတ်ကိုအဲ့မှာပြည်သူစခေါင်းဆောင်ဗီဆိုတီခေါင်းဆောင်ငပုတ်ကိုဘလူတွေဆိုထားလဲနားထောင်ကြည့်အောင်ပါဦးရမိုင်းအိုင်ကိုအပြန်လိုက်အိုင်အောင်နောက်လို့ပြောရစီတာပြောအောင်ကျွန်တော်တို့ကနေနေတာဗုဒ္ဓဘာသာနိုင်ငံဒီကနိုင်ငံဝက်ထားရတာနဲ့ကျွန်တော်တို့ကဗုဒ္ဓဘာသာလက်ဦးလေးချီပြီးဆင်းရဲနေတယ် ရှင်ပြပါဘာတကူးမှမစစ်စေဘူးဟာဘာလို့ဆိုတင်ငန်းချုပ်ဒါမဲ့အခုပြက်နေတာဗာပြက်နေတာအဲ့တော့တင်ငန်းချုပ်ငါတို့နဲ့ပုတ်ကတ်လည်းမလို့မင်းကြီးအတိုင်းခံပို့လို့စသစသလို့စသလို့နိုင်ငံသမားနိုင်ငံလုံးနိုင်ငံလုံး ီရက်က PDF လို့ PDF လို့ကုန်ကြီးတဲ့ဒီတိုင်းငန်းဆုံလာတယ်ငန်းဆုံလာရလို့လူကြီးရဲ့တိုက်ခါလို့နေတယ်ကြင်ကြအားတယ်မိန်းလို့မိန်းမြတိုက်ခါပြီးပုတ်ခါအများတို့ကသိပြီးတော့သိတယ်သိပြီးတော့တတ်တယ်နိုင်ငံရေးလောကကြောင်းကောင်းကောင်းနားတယ်လို့ထင်တယ်။သင်္ကန်းချော့တော့တယ် ်ကာရီမိုင်းပြည့်တဲ့စွန်းနေတော့ခေါင်းရင်းကမှတက်ပြီးတော့ခန်းသားဆားပြီးတော့ဝင်းကြီးနဲ့လည်းမကြည့်ဘိခါကုန်းနဲ့လည်းမကြည့်ကိုလူကိုပုတ်ခတ်ဒီလူကိုပုတ်ခတ်ခန္ဓာတို့ကြည့်ရစိတ်ကိုအားပြုလို့ညာပူလောင်ရတယ်ခွာကိုဒီခွာကိုတက်တယ်လို့ထင်လို့ရှိရင်သင်္ကန်းချော်တော်တဲ့အာယုံနဲ့ရမ်းမနောက်လေကဲဆိုတော့ဒါကဒေကိုဆိုထားတာဖြစ်ပါတယ်နော်ငါပေါ့ကိုပုတ်ကရုံးကိုဒေဆိုထားတာဖြစ်ပါတယ်ဒီက အကျန်းဖက်စစ်သားတယောက်ရဲ့ပြောဆိုချက်ကိုကျွန်တော်နားထောင်ရတာဖြစ်ပါလိမ့်မယ်။နောက်တစ်ခုကတော့အမြန်လိုက်မပုံမှာတက်ပြီးတော့ကြိုဆုကကျွန်တော်တို့တိုလိုင်းတဖို့တွေကိုဘလူရယ်စင်ခေါ်ပြောဆိုနေလေဘလူရယ်ဖိန်ရပြီးတော့အော်ဟစ်နေလေဆိုတော့ကိုကျွန်တော်နဲ့တူနားထောင်ရမှာဖြစ်ပါတယ်ဒါကတော့မွန်ယူအလိုင်းမပုံမှာဗောနော်အမြန်လိုက်မပုံမှာတွားပြီးတော့ရုပ်ဖုံးနဲ့ရောက်နေလို့သိရပါတယ်ဒီထဲမှာအဘုံမတွေအကောင်လုံးတရင်ဥတော့အကောင်လုံးကရောက်နေကြတယ်အာလွန်ချုံရဲ့အပြစ်နဲ့တွားနေကြတယ်လို့သိရပါတယ်ဒီထဲမှာကြိုဆုဆိုတဲ့ အဲ့မှာဇာကလေးကောင်းယုတ်နေနော်အာဘလူးတွေပြောဆိုထားလဲဆိုတော့ကိုကျွန်တော်တိုလိုင်းတက်ဖို့ကဘလူးတွေစင်ကိုထားလဲဆိုတော့ကိုကျွန်တော်တူကြည့်ကြည့်အောင်ပါကဲအားလုံးမင်္ဂလာပါဗျာကျွန်တော်လက်ရှိရောက်နေတဲ့နေရာကဒီမုံရွာရှားကြီးကလေးဝလမ်းပိုင်းခေတ္တကျွန်တော်တို့ဒီချွေးနေတဲ့မုံရွာကိုရောက်နေတာပါဗျာပြီးကျွန်တော်ဥပဒေဆက်သွားအောင်ပါဆက်သွားမယ်ပြီးကျွန်တော်မုံရွာမြို့အခြေအနေကိုကျွန်တော်ဆက်ပြီးကြည့်မယ်ဒါကျွန်တော်တို့မုံရွာရောက်နေတာအဲ့တော့စစ်သွေးကြွားတွေရဲ့အလောင်းတွေအဲ့ဒီမှာချွေးနေမြို့ရှိတယ်ကျွန်တော်ရဲ့အလောင်းတွေချွေးနေမြို့တော့မျောပါ အလောင်းတလောင်းမျောမယ်အုပ်ဆွေးမျောမယ်စင်ကိုရနော်မင်းတို့ရဲ့အလောင်းနေချွင်းနှက်မြက်တဲ့ကိုမျောမှာဟိုမှာချွင်းနှက်မြက်အေးမင်းတို့ရဲ့အလောင်းနေအဲ့ဒီမှာပုံနေစီရမယ်မင်းတို့ရဲ့အလောင်းတို့တရားစာကျွင်းမယ်တင်ကြီးစာကျွင်းမယ်ပြီးရင်နောက်တစ်ခုကခွေးစာကျွင်းမယ်ကွာကျိုးစုကျိုးစုကျွန်တော်တို့လိုင်းတဲ့ဖို့တို့ကစင်ကိုရနော် စင်ကိုရနော်ဒီဟာကပြောနေအောင်မယ်ရင်းသမားနော်ကျွန်တော်တို့ online ဖို့တွေကသူတို့အိမ်နာမှာရောက်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့ကတရင်သမားပါပြီးသူရဲ့တရင်ပေးပို့မှုပါပြောနေအောင်ပါဒီဟာကတရင်သမားလား ဟမ်ဒီလိုမျိုးကကြတော့ကျွန်တော်တို့လိုင်းတစ်ဖွဲ့တွေကိုစင်ကိုထားတာကျွန်တော်တို့လိုင်းတစ်ဖွဲ့ကလည်းဒီကောင်ကိုဒီကျန်းကြည့်မနေတဲ့နေ့တော့နော်မကြက်ခင်လာမှာကြုံဆိုမင်းအစ်စ်ပြင်ထားတော့သေဖို့နော်ဒီဟာကတော့ကျွန်တော်တို့မမိုင်းရန်တွေမပြောချင်ပေမဲ့လေပြောရတယ်ဘာလို့လဲဆိုလို့ရှိရင်ဒီလိုမျိုးစင်ကိုနေတဲ့ကောင်တွေကိုပြင်ပြီးတော့ပြောရမှာဆိုတော့ဒီဟာကတော့အများကြီးပြောမနေတော့ဘူးကျွန်တော်တို့တော်လိုင်းတစ်ဖွဲ့တွေက loss ရရှိတာကိုစက်တက်ကိုလုံးမယ်လို့ကျွန်တော်တို့ယုံကြည်ထားပါတယ် နောက်တစ်ခုကြည့်ရမယ့်ရွတ်တန်ဖန်ကတော့ဘာလဲဆိုလို့ရှိရင်ကိုရက်ခါပေါ့နော်အာတရင်နဲ့ပြန်ကြားရေးတာဝန်ခံဖြစ်ပါတယ်လူကတိုလန်အင်းတက်ဖွဲ့တွေကဘလော့ထိလှုပ်ဆောင်နေပြီလဲစစ်ကောင်စီတက်ဖွဲ့တွေကိုဘလူးတွေဆိုလိုက်လဲနောက်ထပ်လဲဘလူးတွေဆိုအောင်မလဲဆိုတာကိုအာပြောပြနေတဲ့ရွတ်တန်ဖန်ဖြစ်ပါတယ်အခုကတော့အာကျွန်တော်နဲ့တူအဆုံးထိနားထောင်ကြည့်အောင်ပါ6မိနစ်ဆာလောရှိပါတယ်ကျွန်တော်တို့တိုလန်တက်ဖွဲ့တွေဒီအာတိုလန်တက်ဖွဲ့တွေကဘေးနားမှာတာဝန်ချက်ဘလူးတွေလှုပ်ဆောင်နေတာလဲဘေးနားမှာအာလှုပ်ရှားနေလဲဆိုတာကိုလည်းအသေးစိတ်ပြောပြထားပါဖြစ်ပါတယ်နားထောင်ကြည့်အောင်ပါ ်ကျွန်တော်ကတော့ဒီစကိုင်းတိုင်းရှူခရရှူနဲ့ဝက်သက်မှာစီရေးလုံရှာနေရဘယ်လိုများဆိုပြီးရန်ဖို့ရဲ့ကျွန်တော်တော့ဒီနေ့နေ့ပြန်ကြိုက်တောင်းဝင်ရက်ခပါဗျစီရေးလုံရှာမှုကတော့ဒီရှူနဲ့ဝက်သက်မှာစီရေးလုံရှာတယ်ဗျဒါပေမဲ့ဒီဥရောမဟာမိတ်အနေနဲ့ခေါ်ပြောတော့ကျွန်တော်ကတော့နေရမရွေးဒေတာမျိုးရတော့စီရေးလုံရှာတယ်ဗျမဟာမိတ်တွေနဲ့ခေါ်ရင်တော့အကောင်လုံးလားဟုတ်နဲ့စစ်ကောင်စီနေထားတော့နေမြေစိုးမှု စိုးမမှုအခြေအနေကတော့ကျွန်တော်ကတော့ဒီကျွန်တော်ပြီးခဲ့တစ်ခေါက်တော့ကျွန်တော်ချင်းပြည်နယ်မှာတော့ဒီဒီကောင်တွေဝက်ဆက်နယ်မှာစစ်ကြောင်းထိုးရပြအဲစစ်ကြောင်းထိုးပြီးရနောက်ပိုင်းအဲ့ဒါနောက်ဆုံးတစ်ခေါက်ပဲအကောင်တွေကြောင်းလုံးပြုတ်သွားတယ်ဗျကြောင်းလုံးပြုတ်ပြီးရပြင်ဒီအဲ့ဒီနောက်ပိုင်းဒီစစ်ကြောင်းမထိုးတာတော်တော်ကြာပြီဒီဘက်နေပြီမှာစစ်ကြောင်းထိုးရှိရောဗျစစ်ကြောင်းထိုးပါဘာကြောင့်ဝင်လာလဲဆိုတော့ဒီကောင်တွေကဒီဘက်ကိုသာမှာဟိုဒီ ြောက်ရနေပြီပေါ့ဒီကောင်းတွေမှာကောင်းတွေမှာအကြောက်တရားရှိနေပြီอืมကောင်းတွေမှာဘယ်လိုဖေခွန်းအောင်သိဘူးဖြစ်နေပြီဘယ်လိုကြောက်မလာလဲဒီကျွန်တော်ညာမှာဆိုရင်ညာမှာဆိုရင်ကျွန်တော်အခုညာသားပေါ့ကွာဒီကျွန်တော်အကုန်လုံးစုစုပေါင်းပြီးတော့ဒီကောင်းတွေကိုဒီကောင်းတွေဒီနေရာလာရင်ကျွန်တော်ကဒီနေရာအကျုံဆောင်တယ်ကောင်းတွေကိုအဝင်မခံဘူးကောင်းတွေကိုရှေ့တော့မခံဘူး င်းကျွန်တော်တို့ဒီဘက်မှာတက်ရင်တက်ခွဲတွေကျွန်တော်တို့ local တွေအကုန်လုံးစုပေါင်းပြီးတော့ဒီကောင်တွေကိုစိုးနေတာလမ်းမှာဖြတ်တော့ရေးပါရဆပြီးတော့ရုံးကြပေါ့ကိုရဒီကောင်တွေကဟောပေါ့ဟိုပြည့်နေပြီကိုရဘယ်ဘယ်သူ့ကိုအဖေခေါ်မှမသိဘူးဖြစ်နေဒီကောင်တွေမှာအခုဒီကောင်တွေကိုဒီကောင်တွေအခုသေသွားတယ်ဒီတရားနာဖို့တော့ဘယ်ဖုန်းကြီးမှစပြီးတော့မလိုက်တော့ဘူး ဒီကောင်းလေးကြီးကကြားတယ်နော်အခုဆိုရင်ကျွန်တော်တို့ဒါ EAO နဲ့ချိန်ပြီးတော့ဒီချင်းပြည်နယ်ချင်းပြည်နယ်ဖလန်းမြို့မှာပေါ့သွားပြီးတော့ဒါပူရဲစနေရေလောက်ကြာပေါ့อืมဒါအဲ့ဒီမှာဆိုရင်ဒီကျွန်တော်အညာသားရေများတယ်အညာသားရေပါတယ်အညာသားတွေอืมအညာသားရေပါတယ်အဲ့ဒီမှာဆိုရင်အညာသားတွေ တော့အီယာဟိုနဲ့ချိတ်ဆက်ပြီးရောဟွာလောက်တာပဲတနေ့လောက်ကောက်ရှိပြီမြို့သိမ်းတိုက်ပွဲပေါ်ဆောင်တော့ဒီဟွာအော်တိုဘာလမှာတိုက်ပွဲပေါ်ဆောင်တော့ဒါပေမဲ့ချိတ်ဆက်တာတော့တနေ့လောက်တော့ရှိပြီအဲ့ဒါကျွန်တော်တို့အီယာဟိုနဲ့ဒါပထမဆုံးဒါကျွန်တော်တို့ရဲ့မြို့သိမ်းတိုက်ပွဲပြီမြို့သိမ်းတိုက်ပွဲပြီအဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့ဒီရွှေဘုံနယ်ရွှေဘုံနယ်တွေမှာဆိုရင်ကျွန်တော်စခန်းနေပါရောရှိရဲ့ဗျာ UG မျိုးပေါ် UG တွေမှာစပြီးရရှိတယ်ရေဘဲမှာတိုက်တာနဲ့အဲ့ဒီတောင်ပေါ်မှာတိုက်တာရောမတူကြအခုအဲ့ဒီအခုခါသာရအဲ့နောက်ဆုံးကောင်းပေါ့ကွာခါသာရ268အဲ့ဒီကောင်းပါဆိုရင်ကျွန်တော်တို့ဒါ260လောက်ရှိ260လောက်ရှိပြ260လောက်ရှိဒါကျွန်တော်အညာသားတွေဟိုစုစုဒီအညာသားတွေစုပြီးတော့ပေါ့ကွာဒီချင်းရ CNDL တို့ဒီချင်းကြီးနောင်တို့ပါတယ်ပေါ့ကွာစုပြီးတော့မှဒါ ကြာသွားပေါ့တိုက်ပွဲအတွေ့အကြုံကတော့ဒါကျွန်တော်ကတော့ဒီဒီကောင်းတွေကိုမိရင်တော့ကတော့စစ်သုံးဘန်းနေနဲ့ရာရှိစစ်တီတွေရောပါပေါ့ကောင်းမွန်မွန်ထားတယ်ကောင်းမွန်မွန်ကျွေးတယ်ကျွန်တော်မိရင်တော့ဒီကောင်းတွေကအသက်ဖြတ်တယ်တိုက်ပွဲထဲမှာတော့အမက်ရစရာတွေကြီးပဲပေါ့ကိုရဒါပေမဲ့ဆုံးရှုံးနေနာလာရတဲ့ရဲဘော်ရဲရှိတယ်ရာရှိစစ်တီရဲရှိတယ် ဒီအခုချိန်ဒီခြေဟိုပါပေါ့ဒီခြေတော့တစ်ဖက်ဆုံဆုံးဆိုင်ရတဲ့ရဲဘော်ရဲရှိတော့အများဆုံးတစ်ဖက်ဆုံဆုံးဆိုင်ရတဲ့ရဲဘော်ရဲရှိရပြတယောက်ကကြတော့မင်းဦးဆုံးကြလာတော့ဒီရဲဘော်တခွဲမှုတခွဲမှုတိုင်မောင်းဗျတခွဲမှုတိုင်မောင်းဗျဟုတ်ဟုတ်တခွဲမှုတိုင်မောင်းသူကတော့ဒီကျွန်တော်တို့ဒီမြို့သိမ်းတိုင်ပွဲမှာရှင်န်းစစ်မြေနေမှာပေါ့ကိုရမနခင်းဒါ နှခိဟောပေါ့ခုနှစ်နာရီရှစ်နာရီလောက်ပေါ့ယူရကြအဲခွေးကတောင်ပေါ်ကနေနှစ်နှစ်သီးပြန်ချပေါ့ကွာနှစ်သီးပြန်ချတာဒီရှောင်းတော့ရှောင်းတယ်သူရှောင်းတဲ့နေရာကိုကြားတဲ့နေရာမှာဒီလေပြုံထိပြီးတော့ပွဲချင်းပြီးဟွာပြက်သွားတယ်ရဲဘော်တယောက်ကတော့ဝိုင်းတွဲဗျသုံးဝင်တယ်ဗျဒီကျွန်တော်တို့ဒီဟွာ ျွန်တော်မသိတဲ့အရာရဲ့ရရဲ့ကျွန်တော်ဟိုဟာပေါ့မြေပြန်းနဲ့တောင်ပေါ်နဲ့တော်တော်လေးရက်กว่าလေဒီကျွန်တော်အဲ့ဒီဟာဆိုရင်ကျွန်တော်ဂုံးဆိုရင်ဒီဟိုဟာပေါ့နှစ်မိုင်ပတ်လက်ဂုံးကြီးအဲ့ဂုံးကခါးသား268อืมပြည်သူတွေအောင်တပြေကျွန်တော်ဖလန်းမျိုးရရတာပေါ့ကွာပြည်သူတွေကျွန်တော်တရွာဝင်တရွာတဲ့အောင်တပြေဘန်းနဲ့ ထွက်ကြတဲ့အဲ့ဒီပြည်သူရေကြိုတဲ့ခန္ဓာကြဲကဘာနဲ့မှမလဲနိုင်ဘူးဗျ။အဲ့ဒီခန္ဓာကြဲအဲ့ဒီ PD ကဘာနဲ့မှမလဲနိုင်ဘူး။ဒါပေမဲ့ဝမ်းလဲဝမ်းနေတယ်ပျော်လဲပျော်တယ်ဗျ။ဘာလို့လဲဆိုတော့ကျွန်တော်စီမှာဒီပိဆက်ရရတဲ့ရဲဘော်တွေရှိလို့ဒီခြေတော်တစ်ဖက်တို့ဒီဆုံဆုံရရတဲ့ရဲဘော်တွေရှိတယ်ဗျ။ဒီခဏပြန်လာတဲ့ရဲဘော်တွေပေါ့ရဲဘော်တွေသွားကြောဒီကျွန်တော်ညာဆက်နှစ်နာရီအထိကိုပြည်သူတွေကထွက်ကြတာဗျ။ထွက်ကြတာဗျ။ ညာစနန္ဒာရီရောဟွန်းအာအဲ့ဒီပီတီရောကိုကြီးဘာနဲ့မအောင်မလဲနိုင်အဲ့လိုအဲ့လိုတွေအဲ့လိုမြို့သိန်းနေစကန်းသိန်းနေဖြစ်ပြီးတော့ကျွန်တော်ကတော့ဒါအမြဲဆုံးဆောင်နေမှာပဲအဲ့လိုအောင်ပွဲရအောင်လည်းဆုံးဆောင်နေတာဒါပေမဲ့ပေးတော့ပေးစမ်းမှာပေါ့ကိုရအဲဒါပေမဲ့အဲ့လိုကတော့အဲ့လိုကတော့ကျွန်တော်ကတော့ခံမကြည့်အောင်ပြောတော့ကျွန်တော်ကတော့လုံနေအောင်ပါပဲ ဒီဒီကောင်းလေးရှိတဲ့နေရာကိုဒီနေရာပြီးပြီဆိုရင်ကျွန်တော်ကဒီကောင်းလေးအခုရှိတဲ့နေရာသွားပြီးတော့တော်ရမှာပဲစကိုင်းတိုင်းလုံးမြောက်ပြီးတော့မန်စီတိုင်းနေပြီးတော့မလုံးမြောက်သေးရင်နေပြီးတော့မန်စီတိုင်းကိုသွားမှာပဲအကြခင်ကျွန်တော်ဒီဒီချိဆက်ပြီးတော့ကျွန်တော်အကောင်းဆုံးနေလောက်ဆောင်မယ်ဒီကောင်းလေးကိုဒီကောင်းလေးကိုကျွန်တော်တွန်းလှန်သွားမယ်อืมကဲဆိုတော့ဒါကတော့တွန်းလှန်ရေးဖို့တူပြောပြရဖြစ်ပါတယ်သူတို့ရဲ့မျိုးသိမ်းတက်ပွဲ အမေမုန်နယ်ခန်းစားချက်တွေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီတပ်ဖွဲ့တွေဘလူးရီနေရာတွေမှာအဖေကူရမဲ့ကီရမဲ့ဖြစ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေအခြေအနေကိုလေးပြောပြတော့တာဖြစ်ပါတယ်။ဆိုတော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတဲ့ဒေါ်လန်ပြည်သူများအားလုံးကိုလည်းကိုယ်အကြံမှချင်းဆက်အချမ်းသာချင်းနဲ့ပြည့်စုံကြပါစေ။